အားကြီးသူသာအနိုင်ယာစဒန်ဇလန်ကိုပြောင်းလဲပြစ်လိုက်တဲ့ချန်ပီယံလောင်းအာစနိန်ကျွန်တော်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာမင်္ဂလာရှိသောနေ့ရက်လေးကနေအာစနိန်ပရိသတ်တွေအားလုံးကိုကြိုဆိုလိုက်ပါတယ်အာစနိန်ပရိသတ်တွေတို့မမေ့နိုင်စရာညတညပါပဲဘာနေဘူးမှာရီယဲကိုနိုင်ပြီးတော့အာစနိန်ကချန်ပီယံလိစီမီဖိုင်နယ်တက်ရောက်နိုင်ခဲ့ပြီဘာနေဘူးမှာရီယဲကိုယင်တော့ကလည်းအနိုင်ရဘူးလို့တိတ်ပြီးတော့မထူးဆန်းပါဘူးထူးဆန်းတာကချန်ပီယံလိဘရင်ဂုံပုတ်ပိုင်ဆိုင်တဲ့ရီယဲဟာ အာစတေကိုနှစ်ကြော်စလုံးဘာမှလုံမပြနိုင်ခဲ့ပဲရှုံးခဲ့ရတာပါအခုလိုမမေ့နိုင်စရာအောင်ပွဲကိုဖန်ဆင်းပြပြီးတဲ့နောက်ချန်ပီယံလိမှာအာစတင်ကြောက်ရမယ့်အသေးမရှိတော့ဘူးချန်ပီယံစုစီအားကောင်းမောင်းတန်ချီတက်ခွင့်ရပါပြီအာစတေကိုချန်ပီယံလောင်းတွေလို့ခေါ်နိုင်ပါပြီခေတ္တိုင်းစနစ်တိုင်းမှာအချိန်ပေးရပါတယ်မျက်လေပြနေသလိုမျိုးချက်ချင်းအပြောင်းလဲဖြစ်သွားမှာမဟုတ်ပါဘူးအာရီတာတီထောင်ပေးမယ့်အာစတင်နိုင်ငံတော်ကလည်းဒီလိုပါပဲခေကသိပ်ပြီးကြက်တဲလာတယ်အောင်မြင်မှုအတွက်အကျိတ်နဲ့တိုးဝင်နေကြတယ် ကိုပါရမီကိုခက်မမြန်တတ်သေးပြနိုင်ဖို့ရာအလူရဲ့နေရာလူနေကြအဲဒီလိုချိန်တွေမျိုးမှာအာဒီရာအာစတင်စီအနာကက်လှလှလေးပို့ဆောင်ပေးနေပါလေလက်ရှိရာဒီမှာအာစတေကမနစ်ကတော့ပေါက်ကွဲရမကောင်းမိမိဂန်ဝင်တွင်မဲ့ချန်ပီယံလိခရီးကိုရွက်လွှင့်နေပြီဒါအာစတင်အစင်တန်းဘလောက်မြင်မာလာပြီလဲဆိုတာတော့တတ်သေးပဲဆူပလာမျောလင်းချက်တွေနဲ့ပုံမနီးစပ်လာပြီဆိုတာတတ်သေးပြလိုက်တာပါပဲချန်ပီယံလိဆိုရဲခေါင်းစဉ်အောက်မှာကစားတိုင်းဇာမာတိုင်းဟာတိုက်ပွဲဝင်စိတ်ဓာတ်ပို့ပြီးတော့ပြင်းထန်လာတတ်ပါတယ် ချန်ပီယံလိဟာအာစတန်ကစားမရီအတွက်ကွဲပြားခြားနားတဲ့စွမ်းအင်ကိုပေးပါလိမ့်ချန်ပီယံလိဖလားနဲ့ရေသက်ဆုံကွင်းဟာအာစတန်အသင်းရဲ့တမိုင်းတစ်လျှောက်မျောလင်းခဲ့တဲ့အရာပါချန်ပီယံလိမှာအာစတန်ပို့ပြီးတော့ထပ်မြက်တယ်လို့ပြောခဲ့ချိန်မှာလူတွေကမယုံကြဘူးအခုအာစတန်ကချန်ပီယံလိမှာပြိုင်ပွဲတိုင်းကိုရရဆက်ဆက်အနိုင်နိုင်စွမ်းရှိတယ်ဆိုတာတတ်သိပြနေပါပြီအာစတန်ကတိုက်စိတ်ကစားမရီဒဏ်အားပြတ်တာရင်ဆိုင်နေရပေမဲ့ဖိုင်နယ်သတ်ဆုံးတဲ့လုံအားလုံးထပ်မြက်လွန်းပါလိမ့်အော်ဒီဂါရဲ့အကောင်းဆုံးပုံစံကိုပြန်လည်ခန်းစားခွင့်ရနေပါလိမ့် ကာဘရီယာနဲ့ဆလီဘာခန်းစစ်အတွဲမာကွန်နဲ့ထိတ်တန်းအဆင့်ပါလက်ရှိရသည့်ချန်ပီယံလိမှာအာစတေခန်းစစ်ကလေးခုသာပေးထားတဲ့ဒီခိုင်မာနေတာပါအာစတေဇာမာရီရဲ့မခန်းချင်းစိတ်နဲ့အောင်ပွဲဆာလောင်စိတ်ဟာရာအားလုံးကိုကြော်ဖြတ်နိုင်စွမ်းရှိတယ်အာစတေလက်ရှိရသည့်ကစားပုံကအမြဲတမ်းလိုလိုစိတ်အားထက်သန်နေတာပါပြိုင်ဘက်ကိုလွှမ်းမိုးကစားနေတာပါကိုရီအများကြီးရသလိုပြိုင်ဘက်ခန်းစစ်ကိုချိန်မြွေးဖြိုခွေးနိုင်ပါတယ်အာရီတာကဥရောပအဆင့်မှာအာစတေပါလဲဆိုတာပြသချင်တယ် ကျွန်တော်မျှော်လင့်ထားတဲ့အတိုင်းဥရောပပြိုင်ပွဲတွေပြန်ကစားခွင့်ရထားသလိုရလာကောင်းနေကြောင်းလဲအာစနယ်ဘလောက်ကောင်းနေဆိုတာတက်တည်ပြနေပါပြီ။ဒါမဲ့အာစနယ်အတွက်ဥရောပအောင်မြင်မှုမရှိသေးပဲဒါကိုလုတ်ပြပါမယ်လို့ပြောခဲ့။အခုအာရီတာကသူကတိစကားကိုတေးဥဖော်နေပါပြီ။စကားချန်ပီယံလိမှာထပ်မြက်စွမ်းရင်ပြသဖို့အတွက်အချိန်ကရောက်လာတယ်။ဗာလီဗျူးမှာစကားဂိုးသွင်းပြီးနောက်အာစနယ်ပရိသတ်တွေကအော်နရီကိုမှတ်ရခဲ့ကြပြီ။စကားလဲအော်နရီလိုအာစတဲဂန်နဝင်ဖြစ်မဲ့သူမဟုတ်လား။ Declan Rice တို့လည်း Ryan နဲ့ကစားတာတိတ်ပြီးလွယ်ကူလုံးပါတယ်။ Ryan နဲ့ Champion League နဲ့ကြော့ဆုံး Declan Rice အစွမ်းပြနိုင်ခဲ့တယ်။အကောင်းဆုံးစားမစုတွေလည်းရခဲ့ပြီ။တကယ်လို့များ Arsenal သား Champion League ဖလားရရင်စာကန်နဲ့ Declan Rice ဟာ Ballon d'Or မျှော်လင့်ခွင့်ရှိပါပြီ။ Arsenal Semi-final မှာ PSG နဲ့ရင်ဆိုင်မယ်။ PSG ဆိုတာလက်ရှိရာသီ Champion League မှာ Arsenal အနိုင်ယူထားပြီးတဲ့အသင်းပါ။ Liverpool နဲ့ Villa ကိုကြော်ဖြတ်လာတဲ့ PSG က Arsenal ကိုလည်းထပ်ပြီးတော့ကြော်ဖြတ်ချင်နေအောင်ပါပါ။ဒါမဲ့ Arsenal အရှိန်ဟုန်ကို ဘယ်အသင်းမှတားဆီးနိုင်မှာမဟုတ်ဘူး။လက်ရှိစွမ်းအင်တိုင်းဆိုရင်အာစနယ်ပထမဆုံးချန်ပီယံလိအောင်ပွဲဖြစ်လာပါလိမ့်မယ်။ဟုတ်ကဲ့ပါဒီဘောကလောက်ပါပဲခင်ဗျ။ပြီးခဲ့တဲ့ညကအာစနယ်အသင်းရဲ့ချန်ပီယံလိ CB Final ကိုသွားရလန်အောင်ပွဲနဲ့ပတ်သက်ပြီးတော့ဘောလာရီကိုဘလို့ခန်းစားနေရလဲပြောပြီးခဲ့ပါဦး။ကျေးဇူးပါခင်ဗျာ။